တော်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ grade 7သင်ချာအသင်းရုပ်တင်များကိုညဝေသင်ချာပေးပါမယ်ဆရာများဝေသင်ချာမှုလေးကိုနှစ်သစ်တဲ့အကျိုးရှိတယ်ဆိုရင် line square လေးလောက်သွားပေးဦးနော်အဲ့တော့ဆရာတို့ဒီနေ့လေးလာရမှာကဆရာတို့သင်ချာနှစ်ရဲ့အခန်းနှစ် trigon များအကြောင်းဆရာတို့လေ့လာရမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ trigon တွေအကြောင်းကိုဆရာတို့လေ့လာလိုက်ရအောင်အဲ့တော့ဆရာတို့ဒီနေ့ရဲ့သင်ခန်းစာလေးရဲ့ရည်ရချက်က trigon တစ်ခုရဲ့အခြေခံကြားတဲ့ကုန်သတ်တွေကိုတော်တော်သမီးကိုပြန်လည်မှတ်မိဖို့ဖြစ်တယ် ဟုတ်ပြီနော်ဒါဆိုဆရာတာဝန်သမီးတို့ G7 တုန်းကလေးလာခဲ့တဲ့ပြိကန်နဲ့ပတ်သက်တဲ့သင်ခန်းစာလေးတွေဆရာတို့ပြန်လဲပြီးတော့ဘယ်လောက်မှတ်မိလဲဆရာတို့တွေပြန်လဲတွေ့ကြရအောင်။ဒါဆိုရင်ဆရာတို့ကြည့်အောင်ပါ။ကဲမြည်သို့သော geometry ပုံမူပြိကန်လို့ခေါ်ပါသနည်းတဲ့တာဝန်သမီးတို့ဒါလေးဖြည့်ကြည့်ပြီနော်အဲ့တော့ဘယ်လိုပုံတွေကိုဘယ်လို geometry ပုံတွေကိုပြိကန်လို့ခေါ်လဲ။အဲတာဝန်သမီးတို့စိတ်ထဲကနေသို့မဟုတ်လိုက်ပြီးတော့ဖြည့်ကြည့်ပေးမယ်လို့ဆရာယုံကြည်ပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဘယ်လိုပုံတွေကိုခေါ်လဲ။ ဟုတ်ပါတယ်เนาะအဲ့တော့ဆရာတို့တွေအနာသုံးသာသုံးဖို့ဆရာတို့တွေမြင်းသုံးချောင်းနဲ့ဆရာတို့ဘာလုပ်တာလဲဘောင်ခတ်ထားတာပေါ့เนาะအဲ့တော့ဘောင်ခတ်ထားတဲ့ပုံလေးကိုဆရာတို့က geometry ပုံလေးကိုဆရာတို့က trigon လို့ခေါ်ပါတယ်အဲပြီးတော့ဆရာတို့ trigon မှာရှိတဲ့ဂုဏ်သတ္တိတွေတအားသမီးကိုမှတ်မိသလားလေးဆရာကိုပြောပြပေးပါเนาะအဲ့တော့ဂျီစစ်တုံးကလည်းလေ့လာပြီးသွားပြီးငငယ်တုံးကလည်းလေ့လာခဲ့ရရှိဟုတ်ပြီเนาะအဲ့တော့မှတ်မိသလားလေးဆရာကိုပြောပြပေးပါအဲ့တော့တအားသမီးတို့ဖြည့်ကြည့်မယ်လို့ဆရာယုံကြည်ပါတယ်ဖြည့်ကြည့်ပြီเนาะ ပါပြီ။ဒါဆိုရင်ဆရာတို့တွေဒရီဂန်ရဲ့အချိန်ခံကြားတဲ့ဂုဏ်သတ္တိတွေကိုဆရာတို့ပြန်လဲပြီးတော့နှွေစားရအောင်ပေါ်ထုတ်ကြည့်ရအောင်။ဒါဆိုရင်ဆရာတို့လက်တွေ့ဆန်သက်ချက်လေးတွေပါလောက်ကြရအောင်နော်။ဒါဆိုရင်သားတို့သမီးတို့ဆိုင်ရဲ့လော်လေးတွေရဲ့ယူလိုက်ပါ။ဆရာနဲ့အတူတူလိုက်လုပ်မယ်နော်။ပြီးတော့အဲဒီဆိုင်ရဲ့လော့ပေါ်မှာဆရာတို့က ABC ဆိုရယ် triangle လေးဆွဲလိုက်ပါ။သားတို့သမီးတို့ကြိုက်တဲ့အနာရဲ့အလျားအဝါဝေးတွေတိုင်းဆွဲနော်။အဲ့တော့သားတို့သမီးတို့ကြိုက်တာဆွဲလို့ရပါတယ်။ အပေဒါလေးနဲ့တိုင်းပြီးတော့ triangle တကူတည်ဆောင်လိုက်ပါဟုတ်ပြီနော်စာတည်ဆောင်ပြီးသားပြီဆိုရင်ဒါတို့သမီးတို့မလုပ်ရမလဲဆိုလို့ရှိရင်အဲဟောဒီပက်ပက်လေးကိုကက်ကြီးလေးနဲ့ဒီတိုင်းလေးကက်ကြီးလေးနဲ့ညှပ်လိုက်မယ်ဒရိကန်ရဲ့အပြင်ဘက်ကိုကက်ကြီးလေးနဲ့ညှပ်လိုက်မယ်ပြီးသွားရင်ဟောဒီ angle a နဲ့ a နာမည်လေးကိုဆရာတို့က triangle ရဲ့ drain ဘက်ကိုထည့်မယ် angle b လေးကိုကြာလာလေဒီအတွင်းဘက်ကိုထည့်ရေးမယ် c ကိုကြာလာအတွင်းထဲကိုထည့်ရေးမယ်ဟုတ်ပြီနော်အဲ့တော့အတွင်းထဲကိုထည့်ရေးမယ် အဲ့လိုလေးရေးလိုက်ပါကကြီးလေးနဲ့ညံပြီးသားရင် AO ဒီထဲမှာထည့်ရေးမယ် B ကိုလည်းဒီထဲမှာ copy ယူလိုက်မယ် C ကိုလည်းဒီထဲမှာ copy ယူလိုက်မယ်အဲအဲ့လိုလုပ်ပြီးသားပြီဆိုလို့ရှိရင်ဒါတော့သူမျိုးဘာလုပ်ရမလဲဆိုတော့ဒီတိုင်းလေးဖြဲထုတ်လိုက်မယ်အဲ down down ကိုဖြဲထုတ်လိုက်မယ်ပြီးရင်ဒီဘက်ကိုလည်းပဲဆရာတော်ကဒီလိုလေးဖြဲထုတ်လိုက်မယ်အဲ့လိုလေးဖြဲလိုက်မယ်ပေါ့နော်ဖြဲပြီးသားရင်ဒီတိုင်းလေးပြန်စီထားလိုက်မယ်ကဲဒါဆိုအဲ့ဒီအဆင့်တိပြီးသားပြီး ကြည့်သားပြီဆိုရင်တအားလို့သမီးတို့ဘယ်လိုပုံလဲရမလဲဆိုရင်ဒီလိုမျိုးလေးဖြစ်နေပါလိမ့်မယ်ဖြဲထားပြီးသားလေးပြန်ဆက်ထားရင်ဒီတိုင်းလေးဖြစ်နေပါလိမ့်မယ်ပြီးသွားရင်မလုပ်ရမလဲဆိုတော့အဲ့ဒီပုံလေးရဲ့ဘေးမှာဒေါက်တာဆာရဲ့လက်ပေါ်မှာတအားလို့သမီးတို့မလုပ်ရမလဲမြင်းတစ်ကြောင်ဆွဲလိုက်ပါမြင်းပြောင်တစ်ကြောင်ဆွဲလိုက်မယ်မြင်းပြောင်ဒီဆရာတို့က180ဒီဂရီရှိတယ်ပြီးသွားရင်တအားလို့သမီးတို့ခုနကတည်းကဖြဲထားတဲ့အင်္ဂလေးကိုဆရာတို့တွေဘာလို့ကြည့်မလဲဆိုရင်အဲ့ဒီမြင်းပြောင်းပုံမှာတွားပြီးတော့တင်ကြည့်လိုက်မယ်ဒါဆိုရင်ဒီလိုလေးလိုက်တင်လိုက်ပါ ပြီးတော့ရင်နောက်ထပ်ဒေါင်းဒေါင်းအန်ဂယ်ဘီလေးကိုတင်လိုက်ပါပြီးတော့ရင်နောက်ဆုံးကြံနေတဲ့အန်ဂယ်ရီလေးကိုသွားပြီးတော့လော့နေတဲ့နေရာလေးကိုထည့်လိုက်ပါကဲဒါဆိုရင်အန်ဂယ် E ရဲ့အန်ဂယ် B ရဲ့အန်ဂယ် C ရဲ့သုံးခုပေါင်းလိုက်တာဒီဆရာတို့ဘာရလဲမြင်းပြောင်းတစ်ကြောင်း180 °ရတယ်ဘာဒီ triangle sum theorem ပေါ့အော်အဲ့တော့ဒရီကန်ရဲ့အတွင်းနောက်သုံးခုပေါင်းလိုက်ဒီဘယ်လောက်ရှိလဲ180 °ဖြစ်တယ်ဆိုတော့ဆရာတို့ degree စံသက်ချက်လေးဖြစ်တယ် ဒါဆိုရင်သားတို့သမီးတို့ကိုယ်တိုင်လက်တွေ့လုံထားရတဲ့ဟိုအဲ့ဒီပုံလေးကိုစာရွက်လော့မှာသားတို့သမီးတို့ရဲ့မှတ်စုစာအုပ်မှာကော်လီနဲ့ကန်ဒီလိုဟာပုံလေးကိုကော်လီနဲ့ကတ်ထားတဲ့ဒီလိုပုံလေးကိုတပ်ပုံရိုက်ပြီးတော့ဆရာတို့အဲမှတ်စုစာအုပ်လေးအင်စာထပ်မှာပေါ့နော်ဆရာဆိုလို့ရှိရင်အဲဆရာတပည့်တွေကအလိုမျိုးလေးအင်စာထပ်ခိုင်းနေပေါ့နော်ကဲဒါဆိုရင်ဆရာတို့တွေ triangle ဆန်းရပြီပါတယ် angarian trigonian တွင်တော့၃ခုပေါင်းလိုက်သည့် block ဖြစ်လေ180 degree ဖြစ်သည်ဒါကြောင့် angle a angle b angle c သုံးခုပေါင်းတာဒီဘလောက်နဲ့ညီလဲ180 degree နဲ့ညီတယ်ဆိုတော့အချက်လေးဆရာတို့ရရှိတယ်အဲ့တော့ဒါတို့တမီတော့အဲ့ဒီပုံလေး connect ကတ်မဆုစာလေးထဲမှာကတ်ထားတဲ့ပုံလေးရဲ့အောက်မှာဟောဒီအချက်လေးနှစ်ချက်ကိုပါလို့မလဲရေးမယ်ဒါဆိုရင်ဒါတို့တမီတို့ triangle sum theorem ဒီကန်ရဲ့တွင်တော့သုံးခုပေါင်းလဲ180ဖြစ်တယ်ဆိုတာကိုဒါတို့တမီတို့လက်တွေ့လွတ်လိုက်ခြင်းအပြင် ဆရာတို့အမြဲတမ်းနှမ့်မိသွားမယ်လို့ဆရာယုံကြည်ပါတယ်။လက်တွေ့လည်းလိုက်လို့စေခြင်းပါတယ်နော်။ဟုတ်ပါပြီ။ကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုကြည့်အောင် triangle ABC triangle ABC မှာဆရာတို့က AB အနားလေးက5 cm ဆိုပါတော့ BC အနားလေးရယ် AC အနားလေးရယ်အနားသီးသီးရှိတယ်ဆိုပါတော့ဟုတ်ပြီနော်။ဒါဆိုဆရာတို့ကကြည့်အောင်ဟောဒီအနားနှစ်နားကိုပေါင်းကြည့်လိုက်ဟုတ်ပြီနော်။ဟောဒီအနားနှစ်နားပေါင်းကြည့်လိုက်ရင်ဆရာတို့ကဘယ်လောက်ရမလဲ။ 9နဲ့5နဲ့ပေါင်းတော့14ဒါဆိုရင်အဲ့ဒီနှစ်ခုပေါင်းလက်ဒီအနားနနာပေါင်းလက်ဒီကြံတတိယအနားထည့်ပါဖြစ်နေလေကြီးချောင်းတွေ့ရတယ်ခုနှစ်ထည့်ကြီးရတွေ့ရတယ်နောက်တစ်ခါဆရာတို့ကဒီနားနနာပေါင်းမယ်ခုနှစ်နဲ့9နဲ့ပေါင်းမယ်16ဖြစ်တယ်ဒါဆို16ဒီကြံနား5ထည့်ဘာဖြစ်လဲကြီးတယ်ဒါဆိုရင်ဆရာတို့ကဒီချက်လေးလည်းမှတ်ထားရမယ်ဒရိကန်တစ်ခုရဲ့အနားနနာလေယာပေါင်းခြင်းဒီကြံတတိယအနားထည့်ပါဖြစ်လဲဆိုတော့ကြီးတယ် တော့အနာနနာရဲ့အလျာပေါင်းလက်တွေဒီဂျန်တတိယအနာအလျာထည့်ပါဖြစ်လက်ကြီးတယ်အဲ့တော့ဒီနာနဲ့ဒီနာနဲ့ပေါင်းတာဒီဒီနာထည့်ပါဖြစ်လက်ကြီးတယ်ကြိုက်တဲ့အနာနနာပေါင်းတတိယအနာထည့်ပါဖြစ်လက်ကြီးတယ်ဆိုတဲ့အချက်လေးဆရာတော်ရရှိတယ်ဒီချက်လေးဗာဒီအချိန်ခံကြတဲ့ချက်လေးဒီတာဝန်သမီးကိုမှတ်ထားရမယ်ဒါဆိုရင်ဆရာတော်နှစ်ချက်ဖြစ်သွားပြီခိုင်ငယ်ဆန်းရဲ့အနာနနာရဲ့ပေါင်းလက်ဒီဂျန်တတိယအနာထည့်ပါဖြစ်လက်ကြီးတယ် ဒီချက်လေးရသွားဟုတ်ပြီနော်ဒါဆိုရင်ဟောဒီပုံလေးဆိုရင်ဘုံရဲ့အောင်လေးမှာဟောဒီမဆူလေးရေးပြီးသွားရင်ဒီရောက်ကမဆူလေးရေးမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့နောက်ထပ်တစ်ခုလေးကြည့်အောင်ကဲနောက်တစ်ခုကကြတော့ဆရာတို့ခြာနာခြင်းအနာနာနာခြာနာခြင်းကိုယ်ရင်းကနေငါးကိုနှုတ်ကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ဒီအနာကိုယ်ရင်းကနေငါးကိုနှုတ်တော့ဆရာတို့ဘလောက်ကြံမလဲ၄ကြံပဲဒါဆိုရင်ကြံတတိယအနာထည့်ပါဖြစ်သွားပြီသူကြတော့ငယ်သွားပြီ less than ဖြစ်သွားပြီဒါဆိုရင် အနန္တနာရဲ့ဈာနာချင်းဒီဈာန်တတ္တယအနာဘာဖြစ်လဲငယ်သည်ဆိုတဲ့အချက်နောက်တစ်ခုစမ်းသပ်ကြည့်အောင်ဒီအနန္တနာကိုကျွန်တော်နှုတ်ကြည့်အောင်ကိုရယံခုနှစ်ကိုနှုတ်တော့နည်းဒါဆိုရင်ဈာန်တတ္တယအနာထည့်ဘာဖြစ်သည်လဲငယ်သည်ဒါဆိုရင်ဆရာတို့လည်းရှိတယ်ကွာအနန္တနာရဲ့လျာဈာနာချင်းဈာနာချင်းဆိုတာနှုတ်တာဖြစ်တယ်ဈာနာချင်းဒီဈာန်တတ္တယအနာလျာအောက်ဘာဖြစ်သည်လဲငယ်သည်ဒါကြောင့်သူတို့ရဲ့ဈာနာချင်းနေသည်ဈာန်တတ္တယအနာငယ်သည် less than ဟုတ်ပြီနော်ဒါဆိုရင်ဒါတို့တပည့်တော့ ပုံလေးရဲ့အောက်မှာဒီမတ်စုလေးရေးဒီမတ်စုလေးရေးရမယ်ဒါဆိုဆရာတို့သုံးချက်ဖြစ်သွားပြီ triangle ဆန် tri kan ရဲ့တွင်တော့သုံးခုပေါင်းလမ်းဒီ180နောက်တစ်ချက်ကအနားနှစ်နားရေးလျားများပေါင်းလမ်းဒီကြံတတိယအနားလျားထဲပါဖြစ်လေကြီးတယ်ဆိုရတဲ့ချင်းအခုနောက်တစ်ချက်အနားနှစ်နားရဲ့ခြားနာချင်းဒီကြံတတိယအနားအောက်ငယ်ဒီဆိုရတဲ့ချင်းဒါဆိုဆရာတို့ဒီနေ့လေ့လာတာသုံးချက် tri kan နဲ့ပတ်သက်ပြီးတော့ဆရာတို့အချက်သုံးချက်အချိန်ကြရတဲ့ဂုံတတိသုံးခုဆရာတို့လေ့လာပြီးသွားပါ ဒါဆိုနောက်ဇာလေးကြည့်ရအောင်ဒါဆိုရာဒီကွန်တက်တီတွေတုံးပြီးတော့ဆရာတို့ဒါလေးဖြည့်ကြည့်ရအောင်ဘယ်ဆရာကဒီတောင်းလေးကိုဘလောက်လဲလို့မေးထားပြီကွာလွယ်လွယ်လေးဒီတိုင်းလေးတောင်ရပြီ triangle sum theorem ရာဒီကံရတွေ့တောင်းသုံးခုပေါင်းလာဒီ180ဖြစ်တယ်ဒါဆိုရင်ဆရာတို့က80နဲ့30နဲ့ပေါင်းတော့100ဖြစ်တယ်ဒါဆိုရင်သူဒီဘလောက်ဖြစ်မလဲ80ပေါ့ဟုတ်ပြီเนาะလွယ်လွယ်လေးဒါစီဘာကိုသုံးလိုက်ပါလဲ triangle sum theorem ကိုသုံးလိုက်ပါဟုတ်ပါပြီဒါဆိုဆရာတို့နောက်တစ်ခုဖြည့်ကြည့်ပါဦးဒီတောင်လေးကဘလောက်ဖြစ်မလဲ ဒါဆိုရင်ဆရာတို့ကတောင်းပန်ထရီကန်ဖြစ်တယ်ဒါဆိုရင်ကျင်တွယ်လေးနဲ့သွားတူတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဒီတောင်းနှစ်တောင်းပေါင်းလိုက်ဒီတောင်းပန်ထရီကန်နေမှာရှိတယ်ဟောဒီတောင်းနှစ်တောင်းပေါင်းလိုက်ဒီဒီတောင်းပန်တောင်းနဲ့ဘာဖြစ်လဲညီတယ်ဒါဆိုရင်ဆရာတို့က30နဲ့ဘာနဲ့ပေါင်းရင်90ရမလဲ60ဘောဟုတ်တယ်နော်ဒါဆိုရင်ဆရာတို့တွေအဲ90တဲ့က30ရောနှော့ရင်လည်းပဲဒီမှာ60တွေ့လို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဘာဒီမသိတဲ့တောင်း angle လေးနဲ့ဘာနဲ့ ਨੇ သိရမသိခင်အန်ဂေအန်ဂေအီအန်ဂေယူလို့ချင်းရင်အန်ဂေအီနဲ့ဘာနဲ့ပေါင်းရင်လဲ30ဒီဂရီနဲ့ပေါင်းရင်ဘယ်သူနဲ့ညီလဲဒေါင်းမန်90နဲ့ညီတယ်ဟုတ်ပြီနော်အဲ့တော့အန်ဂေအီကိုလိုချင်တော့ဒေါင်းမန်ဖြစ်တဲ့90ထဲကဘယ်သူကိုနော်30ဟာဒီဘက်ကိုသွားတော့နှုတ်တော့30ကိုနှုတ်တော့90ထဲက30နှုတ်တော့ဘယ်လောက်လဲ60ဒီလိုတွင်နေရပြီးတော့ရင်36 degree နဲ့လည်းသွားတူဟုတ်ပြီနော်ဒါဆိုတော့အဲ့ဒီဒေါင်းလေးဒီဘယ်လောက်ဖြစ်လဲ 60ဒီဂရီဆိုတာတောက်ဒီမျိုးတွေ့တန်းရမယ်။ကဲဒါဆိုဆရာတို့က triangle sum theorem နဲ့လည်းတွေ့လို့ရတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုဖြည့်ကြည့်ပါဦး။ဆရာတို့ကုန်တက်တီလေးတောင်းနေရဖြစ်တယ်။ကဲဒါဆိုရင်ဟော triangle b လေးကဘယ်လောက်ဒီဂရီဖြစ်မလဲ။ဟုတ်တယ်ဆရာတို့ triangle sum theorem ဒရီကန်ရဲ့တွေ့နောက်3ခုပေါင်းလိုက်180နဲ့စဉ်းစားမယ်။ဒါဆိုရင်ဆရာတို့က40နဲ့30နဲ့ပေါင်းတော့80ဒါဆို180ဖြစ်ဖို့ဆို180ရဲ့80နှုတ်တော့ဘယ်လောက်ဖြစ်သွားမလဲ။ ဟုတ်တယ်130ပေါ့ဒီတောင်လေးက130ဟုတ်ပါပြီဒါဆိုရင်ဒါတို့တပြီတော့ကွန်တန်တီးကြီးသုံးတက်ပြီဒါဒါဆိုကြတော့နောက်တစ်ခုကဲဒီမှာနာနာနာညီတယ်လို့ပြောထားတယ်နှစ်နာညီဒရီကန်ဖြစ်တယ်ဒါဆိုရင်နှစ်နာညီရင်သူရဲ့မျက်နှာချင်းဆိုင်တောင်းတော့ဟောဖြစ်လက်ညီတယ်ဒီကွန်တန်တီးလေးလည်းမှတ်လာရအောင်ဟုတ်ပြီနော်အဲ့တော့ဆရာတို့အနာနာနာညီရင်ဘာဖြစ်လက်ခြေတောင်းတော့ညီတယ်ဒါဆိုရင်ဆရာတို့တွေ ဒီကံရ triangle ဆမ်းမြာဒီကံရသွေးတောင်း3ခုပါလဲ180ဒီတောင်းနဲ့ဒီတောင်းကလည်းညီရမယ်ဒီမှာလည်း80ဆိုတော့သူတို့တောင်းတောင်းနေဘယ်လောက်စီဖြစ်မလဲ90ပေါ့ဒါဆိုဒီတောင်းလေးကလည်း90ဆိုရင်ဒီတောင်းကလည်း90ဘာဖြစ်လို့လဲနှစ်နာညီလို့တောင်းတောင်းအခြေတောင်းတောင်းမျက်နှာချင်းဆိုင်တောင်းတောင်းဒီညီတယ်ဘယ်ဒါဆိုရင်နောက်တစ်ချက်ဘယ်ဒီမှာလဲတောင်းမှန်ဒီကံလည်းဖြစ်တယ်အနာနှစ်နာညီတယ်လို့လည်းပြထားတယ်ဒါလို့တပြည့်တို့မှာရှိတဲ့ဂျင်တွယ်လေးနဲ့လည်းတူတယ် နှစ်တောင်ညီတော့နှစ်နားညီတော့သူတို့ရဲ့မျက်နှာချင်းဆိုင်တောင်းတောင်းပါဖြစ်လက်ညီတယ်ဒါဆိုရင်ဆရာတို့တွေဒီဒီမှာတောင်းပန်ဖြစ်တယ်ဒါဆိုအန်ကယ်အီနဲ့အန်ကယ်စီနဲ့ပေါင်းရင်ဘယ်လောက်လဲတောင်းပန်ဖြစ်ပဲ90ရိုင်းဒါဆိုရင်ဆရာတို့ကဒီဟာဒီပါဖြစ်မလဲဒီနှစ်တောင်းကလည်းညီတယ်ဖြစ်တဲ့အတွက်ဆရာတို့ဒီဘယ်လောက်လဲ45ပေါ့ပြီးတော့ဒါဆိုသူကလည်း45သူကလည်း45 45 degree ဒါဆိုရင်ဘာနဲ့သွားတူလဲဆိုတော့ ဒါတို့တမီတို့မှာရှိတယ်45 45 generally နဲ့သွားတူတယ်။ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့က triangle greek and in ပတ်သက်တဲ့အခြေခံကြတဲ့ကုန်သတ္တိလေးတွေဒါတို့တမီတို့နားလည်လောက်ပြီးမှတ်မိလောက်ပြီးလို့ဆရာယုံကြည်ပါတယ်။ Okay ဒါဆိုရင်ဆရာတို့မိကုန်လေးပေးပါမယ်ဒါလေးဖြည့်ကြည့်ပါ။နောက်တစ်ဆင့်နံပါတ်1လေးလည်းဖြည့်ကြည့်ပါနံပါတ်3လေးလည်းဖြည့်ကြည့်ပါပြီးတော့ရင်ဆရာနဲ့အတူတူအဖြည့်တိုက်ပါမယ်။ အဲ့တော့ဆရာတို့ဗီဒီယိုလေးကိုခဏလောက်ဆရာတို့သင်ခန်းစာလေးကိုရပ်ထားပြီးတော့ဖြေကြည့်ပေါ့နော်ပြီးတော့ကြာဆရာတို့ဖြေတိုက်ပါပေါ့ဟုတ်ပါပြီနော်ကဲဒါဆိုဆရာတို့ဖြေတိုက်ရအောင်ကဲဆရာတို့ပုံလေးနဲ့မြင်တာအောင်စဉ်းစားမယ် NG 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 B NG C ABC ဟုတ်ပြီနော်အဲ့တော့ ABC အ triangle ABC မှာသူက angle A ပေးထားတယ် angle B ပေးထားတယ်60 30 angle C ကိုကြံတောင်းကိုလိုချင်တယ်ဟောဒီ Z တောင်းလေးကိုလိုချင်တယ်လွယ်လွယ်လေးกว่า triangle SMD ဝင်ရတွေ့မယ် ဗီဂန်ရဲ့တရောင်းသုံးခုဘာလန့်ဒီ180ဖြစ်တယ်ဒါကြောင့်180တဲက60နဲ့30နဲ့ပေါင်းတော့နှုတ်လိုက်ရင်ဖြေရပြီဒါဆို60နဲ့30နဲ့ပေါင်းတော့90ဒါဆိုရင်180တဲက90နှုတ်ဘလောက်ကျန်လဲ90ပေါ့ဟုတ်ပြီเนาะဒါဆိုရင် GC ဒီဘလောက်ရမလဲ90ဒီဂရီဆိုတာတိုင်းပြီးဖြေတတ်ရမယ်ဟုတ်ပြီเนาะပြီးတော့ရင်ဆရာတော်နောက်တစ်ခုနံပါတ်2 triangle xyz တဲ့ဒါဆိုသူက x y 30ဒေါင်းခုပေါ့ထိုင်းခဲ့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာ xy ဒီ5 cm တဲ့မြင်သာအောင်ဆရာတို့စဉ်းစားလိုက်မယ်သူက5တဲ့ yz ကဆရာတို့က4တဲ့ဒါဆိုရင်သူက4 cm ရှိတယ်ကြံတဲ့အလျားကိုရှာခိုင်းတယ်ဒီနားကိုရှာခိုင်းတယ်အဲ့တော့ဆရာတို့ကရှေ့မှာနိုင်နဲ့ပတ်သက်ပြီးတော့ဆရာတို့လေ့လာခဲ့ပြီးသွားပြီဘယ်ချက်လေးနဲ့တွေ့မလဲ Dragon မှာရှိရဲ့အနာနှစ်နာရဲ့ပေါင်းလမ်းဒီကြံတန်တရာအနာထဲပါပြည့်တည်လက် ကြီးသည်သူတို့အနာနနာပေါင်းတာသည်ကြံတရားအနာတိကြီးသည်ဒါဆိုရင် hy az တဲ့ဘာလို့ရမလဲကြီးရယ်ကြံနာနနာပေါင်းခြင်းဆိုတော့ဘာနဲ့ဘာနဲ့ပေါင်းရမလဲ five နဲ့ four နဲ့ပေါင်းတာသည်ကြံတရားအနာတိဘာဖြစ်သည်လဲကြီးသည်ဆိုတဲ့ချင်းနဲ့ဆရာကိုစဉ်းစားမယ်ဒါဆိုရင်9နဲ့4နဲ့ပေါင်းတော့9ဒါဆိုရင်ဆရာတို့ရဲ့ az သည် 9th ဘာဖြစ်ရမလဲငယ်ရမယ်9ထက်ငယ်ရမယ် ရာတို့ရဲ့လိုချင်တဲ့အိတ်ဇက်ဒီကိုထက်ငယ်ရမယ်ဆိုတော့ဒီထဲမှာကိုထက်ငယ်တာတစ်ခုပဲရှိရယ်ဗျာလေအဖြေထဲမှာအဖြေရွေးရမယ့်၃ခုထဲမှာ8စင်တီမီတာဒီမှာကိုထက်ငယ်ရမယ်ဆရာတို့ရဲ့အိတ်ဇက်လေးဒီကိုထက်ငယ်ရမယ်ဆိုတော့ဘယ်လိုလဲအဖြေဒီ8စင်တီမီတာဒါဆိုရင်ဆရာတို့ဘယ်ချင်းလေးနဲ့စဉ်းစားလိုက်တာလဲအနာနနာဤပေါင်းလက်ဒီကြံတတရအနာထေ GD ဆိုတဲ့ချင်းနဲ့ဘာလို့လိုက်တာလဲစဉ်းစားလိုက်တာဖြစ်တယ်ဒါလေးကိုတောက်သမီးတို့ နားရရမယ်။ကဲဒါဆိုရင်သောက်တပြုနံပါတ်3လေးလဲစဉ်းစားတတ်မယ်လို့ဆရာယုံကြည်ပါတယ်။နံပါတ်3ကအဖြေဘယ်လောက်ရလဲ။စဖြေတိုင်အောင်နော်။ဒါဆိုဆရာတို့ triangle ABC 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 မှာဆရာတို့ကမေကွန်လေးတိစားဖမ်းရမယ်။ AB ဒီ BC တဲ့5 cm ပိုရှိတယ်။ဟောဒီဆရာတို့ရဲ့ AB အနားလေးက BC တဲ့5ပိုရှိတယ်ပိုရှိတယ်ဆိုတော့ဒီမှာက BC plus 5 တို့ဒီ VC တဲ့ AVN နားလေးက VC တဲ့5ပို့တယ်ဆိုတော့ VC ကိုဘယ်လောက်ပေါင်းလိုက်မလဲ5ပေါင်းလိုက်မယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့က VC ကဘယ်လောက်ဖြစ်သွားမလဲ VC ကသာလို့သမီးတို့မိမိကြိုက်နေတဲ့အနာလေးထားပြီးတော့ဆရာတို့စဉ်းစားကြည့်ရအောင်သူက AC ကိုလိုချင်တာဒီနားလေးကိုလိုချင်တာဒါဆိုရင် VC ကိုသာလို့သမီးတို့ဘယ်လောက်ထားခြင်းလဲ3ထားမလား4ထားမလားကြိုက်တာထားကြည့်ပေါ့နော်ဒါဆိုဆရာကဒီမှာသူ့ကို4လို့ထားကြည့်လိုက်ဒါဆိုဆရာတို့ကဒီ VC နေရာမှာဘာကိုစာထုတ်လိုက်မလဲ 4စားထုတ်လိုက်တော့4 5ဆိုရင်သူဒီဘလောက်ဖြစ်မလဲ AB အနားလေးဒီ9ဖြစ်သွားမယ်။ဒါဆိုဆရာတို့ကဒီနား AC ဘလောက်ရမလဲစဉ်းစားကြည့်ရအောင်။အနားနှနာရဲ့ခြာနာခြင်းဒီကြံတတရအနားအောက်ပါဖြစ်ဒီလက်ငယ်ဒီဒါဆိုရင်ဆရာတို့တွေကိုယ်ရေကနေ၄ဝင်တော့တာအနားနှနာခြာနာခြင်းဒီကြံတတရအနား AC အောက်ပါဖြစ်ဒီလက်ငယ်ဒီဒါကြောင့် less than 0.5 ။ဒါဆိုရင်ကိုယ်တိုင်းက၄နှုတ်တာဒီဘလောက်လဲ။ငါဒါဆို5 system AC ဆရာတို့လိုချင်တဲ့သူမေးထားတဲ့ AC ဒီ၅ထည့်ပါလို့ရမလဲ။ကြီးရမယ်။၅ဒီ AC ထည့်ငယ်ရမယ်လို့ပြောတာ။ဒါဆိုရင်ဆရာတို့လိုချင်တဲ့ AC ဒီ၅ထည့်ကြီးရမှာဆိုတော့ဒီထဲမှာ၅ထည့်ကြီးတာပဲရှိတော့ဒီထဲမှာ၅ထည့်ကြီးတာဒီ6ရှိရယ်။ဒါကြောင့်အဖြေမှန်ဒီဘလောက်လဲ6 cm ။ ာဆိုကွာဆရာက follow စဉ်းစားထားလို့ဒီ6 cm ရနေရဲ့အဟုတ်ပါမလားကျန်တာစဉ်းစားကြည့်မယ်ရတယ်ကျန်တဲ့သားဥတမျိုးကြိုက်တာထားပြီးစဉ်းစားကြည့်လို့ရတယ် file ထားကြည့်မလားရတယ်အဲ့ဆို BCO file လို့စဉ်းစားကြည့်မယ်ဒါဆိုရင်ဆရာတို့က BC plan file ဆိုတော့ဒီမှာဘလောက်ဖြစ်သွားမလဲ done ဖြစ်သွားမယ်ဒါဆိုရင်နာနနာရဲ့ခြာနာခြင်းစဉ်းစားလိုက်ရင် done လဲကနေဆရာတို့က file ကိုနှုတ်တော့လဲဘာပဲရမလဲ file ပဲရမှာပဲဟုတ်ပြီเนาะဒါဆို file ဒီ ကျန်တရအနာဘာဖြစ်သည်လဲငယ်သည်လို့ပြောတာဖြစ်တဲ့အတွက်ဆရာတော်သည်ဒီက EC သည် fighter ဘာဖြစ်မှာလဲကြီးတာပဲဖြစ်ရမှာဒါဆိုအဖြေမှန်ကဘာပဲရမလဲ sis ပဲရမှာဖြစ်တယ်ဒါဆိုကြိုက်တဲ့ကဏ္ဍကြိုက်တာတားလို့တမျိုးစဉ်းစားကြည့်ပါအဖြေမှန်ကတော့အတူတူပါပဲဒါဆိုရင်တနှစ်တော့တားလို့တမျိုးတော့ဖြေတတ်မယ်လို့ဆရာယုံကြည်ပါတယ်အဲဒါဆိုဆရာတို့သုံးသွားတာဒီ triangle sign ရဲ့အနာနာပေါင်းလမ်းဒီကြံတရရအနာဖြစ်ကြီးဒီ အနန္တနာရဲ့ဌာနချင်းသည်ဇန်တရိယာနာငယ်သည်ဆိုတဲ့အချက်တွေနဲ့ဘာလို့သွားလဲတွက်သုံးချသွားတာဖြစ်တယ်ဒါလေးကိုတရုတ်သမီးတို့စဉ်းစားတတ်စီခြင်းနဲ့ဟုတ်ပြီနော်အဲ့တော့စဉ်းစားနည်းလေးတွေမှတ်ထားရမယ်ဒါဆိုရင်ဆရာတို့လေ့ကျင့်ခန်းထဲကနံပါတ်၄ triangle abc မှာတဲ့ဟုတ်ပြီနော်အဲ့တော့ triangle abc မှာဒေါင်းနှောင်းအပေါင်းချင်းသည်တတိယဒေါင်းနဲ့တူညီသည်အဲဒါလေးကိုကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့ ဒေါင်းနှောင်းပေါင်းခြင်းသည်တတရားဒေါင်းနဲ့တူညီလျင်ဒါသည်ဒီချက်လေးနဲ့ဆရာတို့စဉ်းစားရမှာဖြစ်တယ်။ triangle မှာဆရာတို့ဒေါင်း၃ဒေါင်းရှိတယ်ဟုတ်ပြီနော် angle A angle B angle C ရှိတယ်ဒေါင်းနှောင်းပေါင်းခြင်းသည်ဆိုတော့ angle A နဲ့ angle B နဲ့ပေါင်းရင်ဘယ်လောက်နဲ့ညီမလဲတတရားဒေါင်းနဲ့တူသည်လို့ပြောတဲ့အတွက်ဆရာတို့ကြံနေတဲ့ angle C နဲ့ညီတယ်လို့ပြောလိုက်တာပဲဒီစကားလုံးလေးရတရားကိုပြောလိုက်တာသုံးပုံ angle B plus angle C အန်ဂယ်ဘီနဲ့အန်ဂယ်စီနဲ့ပေါင်းမယ်ဆိုရင်လည်းကြံတောင်းနဲ့ညီတယ်လို့ပြောတဲ့အတွက်ဘလူးနဲ့ညီရပါလေအန်ဂယ်ရီနဲ့ညီတယ်လို့သူကပြောတယ်ဆိုတာတန်တည်ရသုံးမဟုတ်အန်ဂယ်ရီနဲ့အန်ဂယ်စီနဲ့ပေါင်းမယ်ဆိုရင်ဘလူးနဲ့ညီမလဲအန်ဂယ်ဘီနဲ့ညီတယ်လို့ပြောလိုက်တာဒါပဲဒီစကားလမ်းဒီစကားလုံးလေးကဆရာတော်ကဟောဒီအချက်ကိုပြောတယ်ဆိုတာသားသူတို့စဉ်းစားတတ်ရမယ်အနာနာပေါင်းလက်သည်ကြံတတရအနာနဲ့ညီတယ်အနာနာပေါင်းလက်သည် ဟမ် down တာပေါင်းလဲသည်ကြံ down နဲ့ညီတယ် down တာပေါင်းလဲသည်ကြံ down နဲ့ညီတယ်လို့ပြောတာ sorry ဟုတ်ပြီเนาะအဲ့ဒါဒီမှာ down တာပေါင်းလဲသည်ကြံ down နဲ့ညီတယ်လို့ပြောတာဒီချက်ကိုဆရာတော်ကစဉ်းစားလိုက်တာဒါဆိုရင်ဟောဒီချက်လေးနဲ့တွဲရင်ရပြီဒါကြောင့်မလို့ပြထားချက်လေးရေးလိုက်မယ် triangle abc မှာ angle a နဲ့ angle b နဲ့ဘာရင် angle c နဲ့ညီပါတယ်တော့မဟုတ် angle b နဲ့ angle c နဲ့ဘာရင် angle a နဲ့ညီတယ် angle a နဲ့ angle c နဲ့ဘာရင် angle b နဲ့ညီတယ်ကြိုက်တဲ့အချက်နဲ့တွဲရအောင်เนาะကြိုက်တာနဲ့စဉ်းစားပြီးတွက်ခွင့်ရှိပါတယ် အဲ့တော့ဒီသုံးချက်တည်းကကြိုက်တာနဲ့တွေ့ပါဆရာအဲ့တော့ဒီပထမတစ်ချက်လေးနဲ့ဆရာစဉ်းစားပြီးရေးလိုက်တယ်ဒါဆိုရင်ပေးချင်ပြီးတော့ရင်ဆရာ triangle exam ဒီလိုနဲ့ရှိရဲဒါကြောင့် angle A angle B angle C ပေါင်းလိုက်ရင်180 degree ဖြစ်တယ်အဲ့တော့ဆရာတို့အစားထိုးလို့ရပြီ angle A နဲ့ angle B နဲ့ပေါင်းတာက angle C နဲ့ညီတယ်လို့ပြောတာဖြစ်တဲ့အတွက်ဆရာတို့ angle A နဲ့ angle B နဲ့ပေါင်းတဲ့နေရာမှာဘာလို့အစားထိုးလိုက်မလဲ angle C ကိုအစားထိုးလိုက်တယ်ဒါကြောင့်ဒီနေရာမှာ angle C ကိုအစားထိုးလိုက်တယ် ဘာဖြစ်လို့လဲအန်ဂယ်စီနဲ့ညီတယ်ပြောလို့အန်ဂယ်ရီနဲ့အန်ဂယ်ဘီနဲ့ပေါင်းတာဒီအန်ဂယ်စီနဲ့ညီတယ်ပြောလို့သူတို့နှစ်ခုပေါင်းခြင်းနေရာမှာဘာကိုစာထုတ်လိုက်လဲအန်ဂယ်စီကိုစာထုတ်လိုက်တယ်အဲ့တော့အန်ဂယ်စီရဲ့ရှေ့မှာဆရာတို့ရဲ့ဒီဘလောက်ရှိတယ်မြောက်ပေါ်ခင်းနေသည်1နေရှိရဲ့1တိရှိရဲ့ဆိုတာတည်ထားရမယ်ဒါကြောင့်ဆရာတို့ကဒီက1နဲ့1နဲ့ပေါင်းလိုက်တော့ဆရာတို့ဘာဖြစ်သွားမလဲ2 and c ဖြစ်သွားတယ်။ဒါကြဒီ2ပဲရောက်လာလေဖြစ်သွားတယ်။အဲတော့မှဆရာတို့လိုချင်တဲ့ angle c ကိုလိုချင်တဲ့နှစ်တီမြောက်လာတာဖြစ်တဲ့ ။ဒါဆိုရင်ဆရာတို့ဘာလို့ပေးလိုက်မလဲ။စားလိုက်မယ်။အဲ့တော့180ဝန်းနည်းနဲ့စားလိုက်တော့ဘယ်လောက်ကျန်မလဲ။ 90°C ဒါဆိုရင်ဆရာတို့ဒီ၎င်းတိကံဒီမြေတိတိကံမျိုးစားဖြစ်တဲ့နည်းလို့မေးရတာဖြစ်တဲ့အတွက်60 degree ရတာဖြစ်တဲ့အတွက်ဆရာတို့ဘာတိကံဖြစ်သွားမလဲ။ down man တိကံဖြစ်သွားတယ်။ဟုတ်ပြီနော်။ဒါကြောင့်နံပါတ်၄ပုံစံသည်ဆရာတို့ဖြေလိုက်ရုံနဲ့ triangle ABC ဒီ down man တိကံဖြစ်ပါသည်။ဒါဆိုရင်တအားသမီးတို့နံပါတ်၄ပုံစံလေးနားလည်မယ်နော်။ ကဲဒါဆိုရင်ဆရာတော်ဒီနေ့ရဲ့စကားလက်ဆောင်လေးခြေသူကိုလေးစားငယ်သူကိုမြောက်စားရွယ်သူကိုတန်းတူထားတယ်ဒီနေ့ရဲ့စကားလက်ဆောင်လေးကအဲ့တော့ကြီးတဲ့သူတွေကိုလည်းဆရာတော်ကလီလီဆဆနဲ့စစ်ဆန်ရမယ်ငယ်တဲ့သူတွေကိုစားတော့မြောက်စားရမယ်အရွယ်သူကိုကြတော့မိမိနဲ့တန်းတူထားရမယ်မိမိတဲ့တိုင်မိမိတဲ့နှိမ့်ချပြီးတော့မဆက်ဆံရအောင်ဟုတ်ပြီနော်အဲ့တော့ ဒီစကားလေးဒီဒီနေ့ရဲ့စကားလေးဆောင်းလေးဖြစ်ပါတယ်တောက်သမီးတို့ဒီဆရာမိပါတို့တဲ့တစင်းမြင့်အောင်ကြိုးစားနိုင်တယ်ចောင်းသားចောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်